ခင်ဗျားတို့မြန်မာတွေကမြန်မာပြည်တကယ်မချစ်ကြဘူးဗျကိုကိုကျိုးစီးပွားအပ်တာအတွက်မြန်မာပြည်ချစ်တယ်လို့လိန်နေကြတဲ့လူလိန်တွေပို့ပြီးတော့များပါတယ်အဲ့ဒီထဲမှာခင်ဗျားမပါအောင်နေဖို့တိုက်တွန်းပါတယ်ကျွန်တော်လည်းမပါအောင်နေဖို့ကြိုးစားပါမယ်ဆိုတော့ဒီနေ့ပထမဆုံးပြောကရမယ်အကြောင်းအရာကခင်ဗျားတို့အားလုံးဟိုစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအလေးရတော့ခင်ဗျားတို့ဒီတိုင်းတမီးဆိုးကတော့ဒါဒီနေ့ပေါ်လောရနေတဲ့လူကြီးတွေမှ hot ဖြစ်ဆုံးအကြောင်းမဟုတ်လို့တမီးဆိုးအကြောင်းတော့ပြောရလိမ့်မယ်။ဒါပေမဲ့တမီးဆိုးအကြောင်းပြောခင်ကျွန်တော်တိုင်းသားလက်နက်ကန်အဖွဲ့နှစ်ဖွဲ့ရဲ့ကိစ္စလေးကျွန်တော်ပြောပါမယ်။ TNL နဲ့ AA ကိစ္စလို့လို့ချင်းပြောပါမယ်။ AA ကတော့မနေ့ကညလောက်မှာကျွန်တော်တို့မြန်မာစံတော်ကျေးဇူးညတကောင်ဒီပါလောက်ပေါ့ဆက်တနာရီပတ်ချော်လောက်မှာဆယ်နိုင်ကိုဆက်တနာရီလောက်မှာစာထုတ်တယ်စာထုတ်တယ်ဘာလဲဆိုတော့သူဒီဘင်္ဂလားဒေ့ရှ်အာရခနေဇက်တချောက်မှာတဲ့ RS ARS A R စာနဲ့ RS ကိုဖွဲ့တယ်ရဲ့နေဇက်ဖြတ်ချော်လှူရှားမှုအချက်ဖြတ်လှူရှားမှုတွေနဲ့ပတ်သက်ထုတ်ပြန်ချက်ဆိုပြီးတော့ဒါ AA ကထုတ်ပြန်ထားတာတွေ့ရတယ်။ဆိုတော့ AA ကအဲ့ဒါထုတ်ပြန်ထားတာတော့ရှင်းပါတယ်သူထုတ်ပြန်ချက်ကတော့အာသူတို့ဒီအော်တိုဘာ17ရက်နေ့နဲ့3နိုင်လောက်ချိန်မှာတဲ့နေ့ဆက်ဆုံးပေါ့လေ ချိန်မှာတဲ့မောင်းတော့မြောက်ပိုင်းလက်ရခွတ်လက်ရခွတ်ဆုံးမှာရှိတဲ့တောင်ဘက်မီတာနဲ့အကွာရှိတဲ့အစ္စလာမစ်အစွန်းရောက်စတူးကြအချမ်းပဲ၁၀ဦးပါတဲ့နော်အကွာအဲ့အကွာကြီးမှာပေါ့နော်ချမ်းပဲအစ္စလာမစ်အချွတ်အစွန်းအချမ်းပဲဖွဲ့စည်း၁၀ဦးပါတဲ့ဒေသခံဆိုင်ကယ်ကြီးမောင်းသမား၃ဦးချုံကိုတိုက်ခတ်ခဲ့တဲ့အတွက်လေးဦးတည်းကတဦးဖြစ်သူကိုငင်းချမ်းစုသူတေဆုံးတယ်ပေါ့ဗျာဒယ်ယာရီနဲ့တည်တယ်ပေါ့ကျန်းလူရဲ့တိကျတဲ့ရရှိပေါ့ဆိုင်ကယ်၃ဦးကဆိုင်ကယ်သမား၃ဦးကတော့အဲတနင်္လာနေ့ဝမ်းသာရှာဖွေပြီးပြီးလွတ်လွတ်လွတ်သွားတယ်ပေါ့စသဖြင့်ပေါ့သူကပြောရရင်တော့အဲ့ဒီရခိုင်ပြည်နယ်ထဲမှာ မောင်တော်ဒေတာထဲမှာပူးစောင်မောင်တော်မောင်တော်ဒေတာပေါ့နော်မောင်တော်တွေပဲကျွန်တော်တို့တုံးပြရစီမောင်တော်မြောက်ပိုင်းလက်ရခွလက်ရခွဆိုဆိုတော့အဲ့ဘက်ချင်ပေါ့နော်အဲ့ဘက်ချမ်းနေနဲ့ဒီနေသားတစ်လျှောက်မှာနေသားတစ်လျှောက်မှာတဲ့အာစာနဲ့အရဆူဖွဲ့တွေကစေးလို့ရှောက်မှုတွေလုပ်တယ်ပြီးရင်ဒေတာကန်ရခိုင်တိုင်းသားတွေကိုတိုက်ခိုက်တိုက်ခိုက်တာတက်ဖြတ်တာဟိုချင်းကြောက်တာလုပ်တယ်ပေါ့ဗျာအဲ့လုပ်တယ်ဆိုပြီးသူကထုတ်ပြန်တယ်ထုတ်ပြန်ပြီးတော့ဒီစေးလို့ရှောက်မှုတွေနဲ့ပတ်သက်လို့ရှိရင်ဘင်္ဂလားဒေ့ရှ်နေသားဆောင်တက်ကပါတယ်ပေါ့ဗျာသူပြောကြကြရအောင် င်္ဂလိပ်နေသားဆိုတဲ့ပါတယ်အဲ့တော့ဘင်္ဂလားဒေ့နေသားနေသားဆောက်တဲ့အထက်မှာရှိတဲ့အချင်းပြက်အရာရှိချို့ဟာတဲ့အမဲသူကစစ်သွေးကြော်တွေကိုအပြေအမြောက်ပြုပြီးတော့အေအေနဲ့တိုက်ပွဲဖြစ်ဖို့စသဖြင့်ဒါတွေလုပ်ပါတယ်ပေါ့ဒါကြောင့်မလို့ဒါကိုဘင်္ဂလားဒေ့ရှ်နိုင်ငံတွေနဲ့ထိန်းချောင်းဖို့ဆိုပြီးပြောတယ်တဘောကတော့အေအေကဘင်္ဂလားဒေ့ရှ်အစိုးရကိုလှမ်းပြီးတော့ဖိအားလှမ်းပြီးတော့ဆက်ဆွဲတာပေါ့မင်းတို့ BGB နေသားဆောက်တဲ့ကအာဆာနဲ့ RSU ရဲ့နောက်မှာရှိနေတယ်ဒါကြောင့်မလို့မင်းတို့အနေနဲ့မင်းတို့အနေနဲ့ဒါကိုထိန်းချောင်းပေးဖို့စသဖြင့်ဒါမျိုးတွေပြောတာပေါ့တဘောကတော့သူတို့လည်းကြည့်ရတာအေအေအား နောက်ကြောဓာတ်နဲ့ထိုးခမ်းရတယ်လို့လားသို့မဟုတ်ကျွန်တော်တို့ဒီဘက်ကပြီးမှပြီးမှနဲ့စစ်ဖြစ်ဖို့တည်နေတဲ့အချိန်မှာနောက်ကမောင်တော်ဘက်ကလည်းအာစာအာရဆိုတာလည်းနေမြေလူတာအဲ့နှစ်ခုကြားမှာအေးညက်တော့မဲ့သဘောကိုသူတို့ကသူတို့တိလာမှုရတယ်အဲ့တော့သူကလည်းထပ်ပြီးတော့ထုတ်ပြန်ကြေညာပြီးတော့ကိုသူကဒီဘင်္ဂလားဒေ့ရှ်ကိုအတိပေးတာလုပ်တယ်ဘင်္ဂလားဒေ့ရှ်ကလည်းနောက်ပိုင်းမှာဒီတရားဝင်အစိုးရမဟုတ်တော့လက်နက်ကင်အဖွဲ့စည်းနေသူတို့စကားပြောဖို့ဘင်္ဂလားဒေ့ရှ်ကတဖြည်းဖြည်းနဲ့စဉ်းစားလာတယ်ပုံပေါ်ပါတယ်ဘာကြောင့်လဲဆိုတော့တရားဝင်အစိုးရမဟုတ်တဲ့အဖွဲ့အစည်းနဲ့သွားပြောရင်သူတို့ကအကြမ်းဖက်အားပေးဖြစ်မယ်ဆိုတာသူတို့သိတယ် အကြံပေးအားပေးဖြစ်သွားရင်ဘာဖြစ်မလဲမင်းနောင်လာလက်ထံတော့နှစ်နိုင်ငံတန်တမာဆက်ဆံရေးဒီမှာထိခိုက်နိုင်တယ်ဆိုတော့ဘင်္ဂလားဒေ့ရှ်ဘက်ကလည်းစဉ်းစားနေပုံတော့ရတယ်သို့တော်လည်းဒါတွေကလုံးကနှစ်ဖက်ကတော့ဘင်္ဂလားဒေ့ရှ်အစိုးရကလည်းဒီမြန်မာအစိုးရနဲ့စကားပြောဖို့တော့ကိုအေအေနဲ့ကစားရင်လည်းကစားမယ်ဒါကတော့အချိန်တိုင်းကစားမယ်သို့တော့တကယ်တမ်းဖြစ်လာတဲ့အခါမှာဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့စဉ်းစားမှာကဘင်္ဂလီတွေနေရပြန်ပို့နိုင်ရေးဘင်္ဂလီတွေရခိုင်ပြည်နယ်တွေကမြောက်ပိုင်းမောင်းနှုတ်မြောက်ပိုင်းမှာဘင်္ဂလီတွေအခြေချနေထိုင်နိုင်ရေးရဘင်္ဂလားဒေ့ရှ်အစိုးရရဲ့အနာဂတ်ယူမန်ချစ်မျိုးမန်ချစ်ဖြစ်တယ်အဲ့တော့ အဲ့ဒီမြို့မချက်ကိုနှောက်ရှက်ပေးမှာအေအေလားလက်ရှိမြန်မာအစိုးရလားဆိုတာမျိုးသူစဉ်းစားတဲ့အခါအေအေကတော့သူတို့ဖြည့်ရှင်းလို့ရတယ်သူတို့ရှင်းထုတ်လို့ရတယ်ဖွယ်စီဒါပေမဲ့မြန်မာအစိုးရနဲ့ကတော့နှစ်နိုင်ငံဆစ်ဖြစ်သွားနေတယ်ဆိုတော့သူတို့သိတယ်ဒီခါကျတော့ဘင်္ဂလားဒေ့ရှ်ကနောက်ပိုင်းမှာတဖြည်းဖြည်းတဖြည်းဖြည်းချင်းမှာသူအဒီအေအေနဲ့တဖြည်းဖြည်းနဲ့ခွာလာတဲ့သဘောမျိုးတွေ့တယ်တွေ့ပြီးတော့ရှင်းပြတော့ဂျက်ဖက်ဖွယ်စီပဲဖွယ်စီမှာပတ်သက်မှုတွေ့ရတယ်ဆိုတော့တစ်ချိန်တည်းမှာပဲ သူ့နိုင်ငံတွင်းမှာဖြစ်နေတဲ့အာဆာရော RS ကိုလည်းဘင်္ဂလားဒေ့ရဲ့ပတ်သက်မှုတော်တော်လေးဟိုကင်းကင်းကွာလောက်တာတွေ့ရတယ်။တိုးတော်လည်းမပတ်သက်ဘူးလားမင်းရင်တော့ရှိနိုင်ရင်ရှိတယ်။အေးအေးဆွဆွဲသလိုရှိနိုင်ရင်ရှိတယ်။ဘာဖြစ်လို့လဲဆိုတော့အေးအေးကိုယ်တိုင်ကဘင်္ဂလားဒေ့ရှ်ကိုဒီလိုဆွဆွဲပြီးဆိုကြတဲ့ကအေးအေးကိုယ်တိုင်ကလည်းဘင်္ဂလားဒေ့ရှ်နဲ့ပတ်သက်ခဲ့မှုတယ်။ပြီးတော့သူတို့အချင်းချင်းကြားမှာဖြစ်နေတဲ့ပြဿနာအတွင်းချိန်ဖြစ်တဲ့ပြဿနာပြောရရင်တော့အေးအေးရဲ့ဘင်္ဂလားဒေ့ရှ်ကအာဆာ RS တွေနဲ့ကအကုန်လုံးကရင်တော့ဒီကြိတ်ဒီကြိတ်တဲ့ညံနေတမားလေး။ဒါပေမဲ့အချိုးမြတ်ကိုခွဲခွဲဝေယူကြတဲ့အခါမှာပြဿနာတက်ကြတဲ့အတွက်ဒီလိုမျိုးခွာပြဲတဲ့စကားသံတွေထွက်လာတယ် ဒါကိုကျွန်တော်တို့အဲ့လိုမြင်ရတယ်သူတို့အထက်အကြောင်းကိုကျွန်တော်မြင်နေရတယ်ဆိုတော့ဘာလို့ဘင်္ဂလားဒေ့ရှ်အဲဒီဒီရခိုင်ပြည်နယ်ကိုတိုက်ခိုက်သိမ်းပိုက်တဲ့အချိန်တုန်းကသူတို့တိုက်ခိုက်တဲ့အချိန်တုန်းကဒီတပ်မတော်ကိုဝိုင်းပြီးတိုက်ခတ်ဖို့ကြိုးစားကြတဲ့ခါမှာတပ်မတော်ကဒီနေရာဖယ်သွားရင်သူတို့နယ်မြေတွေကိုသူတို့ခွဲဝေရယူကြမယ်ဆိုတဲ့ဟာမျိုးရှိကြလိမ့်မယ်အဲ့ဒီခါကျတော့စစ်အာဏာရှင်ကိုချေမှုန်းရေးဆိုတဲ့ကိစ္စမျိုးတွေမှာခေါင်းစဉ်တက်ပြီးတော့အေးရတိုက်တဲ့ခါမှာ RSA ရော RS ဆိုတော့နောက်ကကုတိုင်းရှိအောင်ရှိလိမ့်မယ်တို့ဘင်္ဂလားဒေ့ရှ်ကိုလည်းနောက်ွယ်တယ်မသိကြိုးကြိုးပြုတ်ကုတိုင်းရှိလိမ့်မယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်ဟုတ်အရင်တော့ပြောခဲ့ဘူးလေဘာလို့ကုလဲလို့မြင် အကယ်၍တမရောတမရောဝဲသူတိုက်ရိုက်ခဲ့တာဟုတ် AA လောက်ကသူခေါင်းနဲ့မထည့်ဘူးအဲ့တော့တမရောတိုက်ရိုက်ခဲ့တဲ့အတွက်တမရောတိုက်ဖို့အတွက်ကို AA ရဲ့လက်ကို AA ရဲ့လက်ကိုတုံးပြီးတော့အငားပိုက်နဲ့ဓာထိုးအငားပိုက်ကိုတုံးပြီးဓာထိုးကိုကျိုးသွားတာဟုတ်တော့ခြေတစ်ခုရောက်တဲ့ခါကျတော့ AA ကိုသူကပြန်ရှင်းထုတ်ဖို့ကျိုးသွားတယ်ပထမကြားတကောင်ကိုမောင်းထုတ်ဖို့ဝင်ဘလူးဝင်ဘလူးအုပ်ကိုတွင်းတယ်ဝင်ဘလူးအုပ်ကိုမောင်းထုတ်ဖို့ကြတော့နောက်ထပ်တနည်းတုံးပြီးတော့ဒါသူတို့ကြိုးစားခြင်းတဘောမျိုးနဲ့ဘင်္ဂလားဒေ့ရှ်ကလည်းလှုပ်ရှားတယ်။ဒါပေမဲ့ AA ကလည်းအခုသူတို့ချင်းချင်းခွာပြေးတဲ့ဇာတ်လမ်းမှာ AA ကနောက်ဆုံးတော့ဟိုဖော်အောင်ပြန်လုပ်တယ်ပေါ့ဗျာ။ဘင်း BGB က အားရစုအားစားရတော့မှ BGB ရှိပါတယ်လို့ဆွဆွတာပုံလုပ်တယ်အဲ့တော့သူတို့ချင်းချင်းကြားမှာတော့ညှိကြအောင်မယ်ဒါတေကြာတော့ဟိုစောင့်ကြည့်ကြအောင်မယ်အေအေနဲ့အားစားနဲ့ညှိကြမယ်ဇလန်းပေါ့ကျွန်တော်ကဒီညမှာအေအေနဲ့အားစားညှိတဲ့ဇလန်းရဲ့ဟာဒီကြည့်ပြီးတော့ကျွန်တော်တို့ဟိုအရင်တော့ဆိုရင်တော့ရခိုင်အေအေဘက်ကကျွန်တော်တို့နားကောင်းနားပြီးပါလိမ့်မယ်ကိုကနားရကောင်းမှန်းတော့ပြောဖို့ခက်တယ်ဘလို့နိုင်ကောင်းမလို့စဉ်းစားရခက်တယ်ဘာလို့ဆိုတော့အေအေတွေကဒီမြန်မာပြည်မကိုစော်ကားခဲ့တာကြီးအချိန်ချင်းစော်ကားခဲ့တာကြီးများလုံးနေတယ်အဲ့ခါကျတော့ကျွန်တော်တို့နားကြီးဟိုဘလို့သူတို့ဘက်ကနေနားပေးဖို့အတွက် ခက်နေတယ်။သို့တော့နိုင်ငံဆိုတဲ့နေနမိတ်နဲ့စဉ်းစားမယ့်အခါကျရင်တော့အာဆာအာရဆိုတော့ကျွန်တော်တို့နိုင်ငံလက်ခံလို့မရအောင်တိုက်ထုတ်ပြန်မယ်ဖွဲ့စည်း။ဒါပြဿနာကအာဆာအာရဆိုနဲ့ထိတ်လိုက်ရင်ဆိုင်ရဖို့ခဏထားအေအေကကိုတွေကဟိုဘာလဲဆိုတော့တခုတ်တရုတ်ကန်အကွက်တွေအေအေကလုတ်ခဲ့တဲ့ဖြစ်တွေအတွက်ဒီဘက်ကအစိုးရလည်းအခြေအနေကြည့်နေရတဲ့ပုံမျိုးကျွန်တော်မြင်နေရတယ်။ဆိုတော့ကြည်ချင်းအဖြစ်တော့အေအေနဲ့အာဆာဂျာမာအေအေနဲ့ဘင်္ဂလားဒေ့ရှ်နေကြသောတက်တွေဂျာမာတော့နောက်မှပတိုင်မှုတွေပုံပြီးကြီးထွားလာတဲ့ကြီးထွားလာနေရှိသလိုတစ်ချိန်တည်းမှာပဲဘင်္ဂလားဒေ့ရှ်ကလည်းအမေရိကန်အုပ်စုနဲ့ နီးစပ်လာလေလေအေးအေးရဲ့မူရီဆိုပြဿနာကိုသတိထားလာပြီးဂျားညက်လာလေလေဖြစ်မှာဆိုလို့ဘင်္ဂလားဒေ့ရှ်ကလည်းစဉ်းစားလာလေလေဖြစ်ရင်နောက်မှာဘင်္ဂလားဒေ့ရှ်ကမြန်မာအစိုးရနဲ့ပဲစကားပြောမှာဖြစ်ပြီးတော့အေးအေးဦးကတဖြည်းဖြည်းနဲ့ခွာလိုက်မယ်လို့ကျွန်တော်တို့ခွာတဲ့ခွာတဲ့ခွာလာလိုက်မယ်လို့ကျွန်တော်တို့နင်းနေအဲ့တော့အေးအေးအနေနဲ့ကအခုတော့ဂျားညက်မဲ့သဘောတော့တော့တွေ့ရတယ်အေးအေးကအဲ့တော့ရခိုင်တိုင်းသားတွေအလုံးတီးပေးချင်တာကတော့အေးအေးအဖြစ်နဲ့ဂျားညက်ခံမလားရခိုင်တိုင်းသားအဖြစ်နဲ့ရခိုင်တိုင်းသားစစ်စစ်အဖြစ်နဲ့ဒေသပျက်စီးမှာပျက်စီးမှုမဖြစ်အောင် ဝိုင်းဝန်းပြီးတော့ကာဝယ်ဆောက်ရှောက်မလားဆိုတော့ခင်ဗျားတို့စဉ်းစားကြဖို့လိုပြီရခိုင်တိုင်းသားတွေအားလုံးတို့ပြောတာပါရခိုင်တိုင်းသားတွေကိုယ့်အကူစဉ်းစားကြဖို့လိုပြီအေရဲ့လက်ဝေခံကျုံလုံးမလားအေရဲ့လက်ဝေခံကျုံလုံးမလားရခိုင်ပြည်နယ်ကိုခင်ဗျားတို့လက်နဲ့ခင်ဗျားတို့လက်နဲ့ခင်ဗျားတို့ကိုယ်နဲ့ခန္ဓာကိုယ်အသွေးတွေလက်တွေနဲ့ရေးမလားတမိုင်းကိုလှလှပါရေးမလားကြိုက်တာပါစဉ်းစားပါအေရဲ့အငှားအေရဲ့ဒီဟိုကျုံလုံးမျိုးခင်ဗျားတို့တပ်မတော်ခံတိုက်နေဦးမယ်နောက်တစ်ခါဟိုအာဆိုင်ဖွားိုင်းနဲ့အာဆိုင်နဲ့တက်ပြန်ဆောင်ရှိအောင်တပ်မတော်ခံတိုက်နေဦးမယ်ဆိုရင်ချိန်တိုင်း အစားရခင်ဗျားတို့နောက်ကျောင်းနောက်ဘုတ်သိတော့ခင်ဗျားတို့ခံရပါလိမ့်မယ်အဲ့ကြရင်တော့အေရခင်ဗျားတို့ကာကွယ်ရမှာမဟုတ်ဘူးထွန်းမြနိုင်ရနေတိုင်းလောက်အကျောက်သွားရှောင်းထုတ်တော့မှသိကြတယ်ဒါ ਉ တော့ရခိုင်တိုင်းသားရေသဘောပေါက်လို့ပြီလို့တော့ကျွန်တော်မြင်တယ်ဒါတချက်တော့ TNL TNL ရဲ့ခုနောက်ပိုင်းတစ်ပြေးပြေးနဲ့သူနှစ်ချမ်းခွဲကစားမဲ့အရေးအယောင်တွေကျွန်တော်တို့မြင်နေရတယ်လူရင်းပြောရရင်နှစ်ချမ်းခွဲကစားမဲ့အရေးအယောင်တွေမြင်နေရတယ်ပြီးရရဲ့ပိုင်းတွေမှာ DNA လှုပ်ရှားမှုတွေကကျွန်တော်တို့သတင်းတွေရနေတယ်ဘာတွေတော့ကျွန်တော်တို့ပြောလို့သိဘူးသို့တော့ဒီလလအထဲမှာ TNL နဲ့နောက်ဟိုဒီစဲမြန်မာဆိုးရနဲ့မြန်မာဆိုးတက်မတော်နဲ့စကားပြောဖို့ရှိတဲ့ကိစ္စတွေလည်းကြားတယ်စကားပြောဖို့ရှိတယ်လို့ကြားတယ်အဲ့ခါကျတော့ ဒီ DNA နှစ်ချမ်းခွဲကစားနိုင်ကြီးရှိတယ်တစ်ချိန်တော့ဗျာဥပမာဆိုကြတော့သူတစ်ချိန်တော့ငါအာဘာရှိမလဲကျွန်တော်ဘယ်လိုသက်သေပြောရမလဲဆိုတော့ဥခွန်စာကြီးရဲ့လက်နက်ချတဲ့ခါမှာဥရဲ့ဆက်ကခွတ်ထွက်သွားတယ်သူတို့ချင်းချင်းဖြစ်နေပါတော့နော်ပိုးကလည်းအဲ့လိုပဲဒီဘက်ကဥအောင်ခန့်တို့ဥစုကတတ်မတော်နဲ့ညီညာရေးယူလိုက်တဲ့ခါမှာဥအာ sorry ဥအောင်ခန့်တို့ကညီညာရေးယူလိုက်တဲ့ခါမှာဥခွန်ဥကတို့ဥစုကတော်ထဲမှာလက်နက်ကင်ကြံခဲ့တယ်ဒီလိုမျိုးသူတို့ခွဲကစားကြတဲ့ဇလန်းမျိုးတွေပလောင်ကလည်း TNL လေးကလည်းဒီလိုလာခြင်းနဲ့ရှိတယ်ဆိုသတင်းတွေကျွန်တော်တို့ကြားနေရတယ်အဲ့တော့တက်မတော်အနေနဲ့တော့နည်းနည်းလေးတော့ TNL ရဲ့ကစားကွက်ကိုနည်းနည်းတက်မတော်လေးရိမ့်မိကြလိမ့်မယ်ယူဆပါတယ်ပြည်သူတွေလည်းရိမ့်မိနေကြပါပြီပြောရရင်တော့ဒီခွဲကစားတဲ့ကိစ္စကိုတော့တက်မတော်အနေနဲ့ပြက်ပြက်သားကြိုက်တော့ဘူးတော့လိုပြီးလို့ကျွန်တော်ထင်တယ်ခွဲကစားနိုင်ခြင်းရှိတယ်ဒီအပိုင်း TNL လေးတွေအစည်းအဝေးတွေလုပ်နေတဲ့အစည်းအဝေးတွေအစည်းအဝေးတွေအရာဆိုရင်ပေါ့နော်အဲကျွန်တော်ဒါတော့သေးသေးကတော့နောက်ပိုင်းပြောပါလိမ့်မယ်ခုတော့ဒီလိုပဲခွဲကစားနိုင်ခြင်းရှိနေတယ်လို့ကျွန်တော်ခံမှန်းခြင်းပြင်အပြည့်ရငင်းချင်းလေးလုပ်ပြီးတော့အုပ်စုတစု ောက်ထပ်အုပ်စုကတော့နေဆက်ကိုပြောင်းသွားပြီးတော့နေဆက်မှာသွားပြီးတော့အဲသူတော်လန်ပိုကန်နဲ့အုပ်စုဆိုနှစ်စုခွဲပလိုက်တာမျိုးဖြစ်ပြီးတော့နှစ်စုကြားမှာတော့အင်အပြန်လန် link ရှိနေမယ်ဒီလိုပုံစံမျိုးခွဲကစားတာတွေဖြစ်လာနိုင်ရည်ရှိရဆိုရအစနာလေးတွေကျွန်တော်တို့ရနေပါတယ်နောက်ဆက်တွဲကတော့ဘာဖြစ်မလဲမသိဘူးစောင့်ကြည့်ကြတာပေါ့နော်ဒါလေးကတော့ဟိုဒါလက်နက်ကြိုင်ဖွဲ့နှစ်ဖွဲ့နဲ့ပတ်သက်လို့ပြောတာပါနောက်တစ်ခုကတော့ကျွန်တော်တို့မန္တလေးမှာ အာဒီနေ့ပေါက်မန္တလေးမှာပေါက်ကွဲမှုတစ်ခုဖြစ်တယ်ပေါ့ဗျာပေါက်ကွဲမှုတစ်ခုဖြစ်ပြီးတော့ဟိုခလင်းငယ်တယောက်တေးဆုံးသွားတယ်ဖြစ်စဉ်လေးဟိုစိတ်မကောင်းပွေရတဲ့ရင်လေးပါဒါလေးလည်းကျွန်တော်ဒီနေ့မဖြစ်မနေထက်ပြောရပါတယ်အဲ့ဒါဘာလို့ဆိုတော့မန္တလေးမှာဖြစ်သွားတာပါစစ်ပေးရှောင်မိသားစုလိုလေပြောလို့ရတယ်မလားတော့တော်မသိဘူးပေါ့ဗျာနော်ဒါမိသားစုကလည်းဘလို့မိသားတော့မသိဘူးမန္တလေးပြည်သူ့ကွန်မြူနယ်စရက်ကွက်123လမ်း124လမ်းကြား54 A အဲ့လမ်းမှာရှိတဲ့အိမ်တိမ်မှာမနေ့ညကပေါ့နော်ပေါက်ကွဲမှုတစ်ခုဖြစ်တယ်မနေ့ညပေါက်ကွဲဖြစ်တယ်အဲ့ပေါက်ကွဲဖြစ်တော့ ဖြစ်စဉ်တို့တွင်းမှာပဲခလေးတယောက်တည်တယ်နှစ်ယောက်တန်ရရတယ်ဆိုတော့ပေါ်ကုန်ပြတော့အဲ့ဒီအိမ်မှာများမိုင်းထောင်ထားသလားဟိုအကြက်ဖက်သမားတွေလားလို့တချို့ထင်ကောင်းထင်လိမ့်မယ်ကျွန်တော်တို့သိရတဲ့လောက်တော့မဟုတ်ဘူးတဲ့အဲ့ဒီအိမ်ကလူတွေကတန်တူသားသားဝဲတဲ့လူတွေတဲ့အော်တန်တူသားသားဝဲနေသူတို့ဝဲတဲ့ထဲမှာအဲလက်လုံမိုင်းလိုဟာမျိုးကပါလာတယ်လို့ယူဆရရှိတယ်အဲ့တော့လက်လုံမိုင်းလိုပါပါလာတယ်ယူဆရှိတော့အဲ့ဒါယူသူကဆွဲယူမိသူလို့ဖြစ်သွားပြီးတော့လှုပ်လှုပ်လှောက်ခါလိုက်သူဖြစ်တာနောက်တစ်ခုကပေါက်ကွဲမှုဖြစ်အောင်ဆွတ်လိုက်သူဖြစ်သွားတယ်ပြီးတော့အဲ့ဒီမှာပေါက်ကွဲမှုလို့ဖြစ်တဲ့အချိန်မှာအဲ့ တန်ကိုရတန်တူတန်သာဝဲလို့ချက်ချင်းအဲ့ဒီဟာကြီးကိုကင်ပြီးတော့သူ့နားမခွဲအောင်လွှတ်ပြလိုက်တာလွှတ်ပြနေကြတဲ့နေရာမှာရှိတဲ့လွှတ်ပြပြီးပြုတ်ကြတဲ့နေရာမှာရှိတဲ့ပေါက်ကွဲပြီးလဲပြီးတော့အိုင်းနားမှာရှိတဲ့ကလေးတွေကိုသွားထိထိတော့အသက်၃နှစ်ရွယ်မိန်းကလေးတူကတော့အိုင်းနားမှာကွယ်လွန်ဆုံးသွားတယ်အခြားတယောက်ကတော့ဒဏ်ရာမပြင်းထန်ဘူးအဲငါးနှစ်ရွယ်ကောင်လေးတယောက်ကတော့အဲကောင်လေးတယောက်ကတော့၁၈ချက်တော့ချုပ်လိုက်ရတယ်လို့ကျွန်မသိရတယ်ဆိုတော့ဒါကြီးကတော်တော်လေးစိတ်မကောင်းစရာကောင်းတဲ့ကိစ္စပါဒီတန်တူတန်သာဝဲနဲ့လက်လုံးမိုင်းနေပေါက်ကွဲလဲရတဲ့ပစ္စည်းတွေက ါလာတာပေါ့ဖြစ်နိုင်ကြည်လည်းရှိပါတယ်မန္တလေးအပါအဝင်မြန်မာနိုင်ငံနေရာတိတိမာကဒီလိုမျိုးပောက်ခွဲစနေတဲ့ဟာတွေပောက်ခွဲရန်ရပစ္စည်းတွေတုံးတယ်ပောက်ခွဲပစ္စည်းတွေပေါ့ဒါတွေကရန်ကုန်မန္တလေးနေပြီးတော့အဆရှိမျိုးတွေမှာနောက်ဆုံးပောက်ခွဲချက်ဖက်သမားတွေကပောက်ခွဲလို့မရတဲ့ခါကျပြစ်ချမခဲ့တာမျိုးတနေရာထားမခဲ့တာမျိုးတွေအဲ့ဒါတန်တုံသာဝယ်တဲ့ကောက်ခက်ထဲအင်းနဲ့အဲ့မှာရန်အချိန်ကာကိုက်ပြီးဆိုအုံထားခွဲတာမျိုးတွေပေါ့ဒါမျိုးတွေလည်းဖြစ်တတ်ပါတယ်အဲဒါကြောင့်ဟိုသတိထားတာကောင်းပါတယ်ဘာပြောကုနာဒီအမိုက်ဆိုအမိုက်ချအမိုက်ချအမိုက်ချဆိုပြီးတော့ရန်တန်းပြီးတော့ သွားမလို့ပါနဲ့ထိခိုက်နေပါတယ်အခုလဲလာကလေးတယောက်ကနေတိုင်းကိုလို့ဆုံးမသွားတယ်ဖြစ်စဉ်မန္တလေးမှာဖြစ်သွားပါတယ်ဒါဖြစ်စဉ်လေးကတော့မန္တလေးရဲ့ဖြစ်စဉ်ကိုကျွန်တော်ဒီထည့်ပြတော့နောက်တစ်ခုကပညာရေးနဲ့ပတ်သက်တဲ့နှစ်ခုကျွန်တော်ပြောပါမယ်ပညာရေးပတ်သက်နှစ်ခုအခြားမဟုတ်ပါဘူးအာဂျီနူဝန်သားတရားကောင်းတဲ့မြင်ကွင်းလို့ပဲပြောမလားဖြစ်ရလို့ပဲပြောမလား6နှစ်ခွဘက်မှာပေါ့နော်6နှစ်ခွဘက်မှာ6နှစ်ခွဆိုအားလုံးသိပါတယ်ဒီเอซีวาလက်ပြတ်เอซีวาတို့က6နှစ်ခွကိုမနှက်ဖန်တစ်ဖက်ကရတော့မဲ့အတိုင်းเนาะဟိုဘူယန်ဂျန်နိုင်တို့အုပ်စုကသူတို့မနှက်ဖန်တစ်ဖက်ကရတော့မဲ့အတိုင်းတာဘောเอซีวาတို့အုပ်စုတွေ เนาะအုံနေချင်းနဲ့သူတို့ရတော့မယ့်အတိုင်း6နောက်ခွားကိုတိုက်ခဲ့ကြတယ်အဲ6နောက်ခွားမှာကြက်ညံခံတိုက်ပြီးခဲ့တဲ့ရာရှိရင်းတွေဝင်လေဘာပြောသူရောကမတန်းဝင်နေဖြစ်ကြတယ်နာမည်ကျော်ကြတယ်ဘာပြောစစ်မြေမှာတကယ်ကိုကြက်ညံခံနေတဲ့စစ်တီတွေဖြစ်နေနာမည်ကျော်နာမည်ကောင်းတွေရကြတယ်နေရ6နောက်ခွားပါအဲ့တော့6နောက်ခွားမှာ6နောက်ခွားနားမှာရှိတဲ့ရွာတွေမှာအခုဘာဖြစ်သွားပြီလဲဆိုတော့တဘုံကင်းစင်ပြုံးပျော်ရွှင် PDF ကင်းစင်ပြုံးပျော်ရွှင်အကြက်ဖက်ကင်းစင်ပြုံးပျော်ရွှင်ဆိုတဲ့အတိုင်းပဲကျောင်းသူကျောင်းသားတွေလူရှိရတဲ့မနေ့က6နောက်ခွားနားတော်ဝိုင်းမှာရှိတဲ့ရွာတွေမှာ ရွာနားရွာကြီးက6လောက်ခေါက်မှလာပြီးចောင်းပြန်တက်ကြပြီလို့ចောင်းကြီးပြန်ဖွင့်ကြပြီလို့သိရပါတယ်ဆိုတော့ကျွန်တော်မြဲပြောပါတယ်စာတင်ចောင်းနေမှာခေါင်းလောင်းတယ်ကြပြီးကလေးငယ်တွေစာအန်နေတဲ့အတန်ကိုကြားရတာကျွန်တော်တို့ရဲ့နှလုံးသားတွေကတိတ်ကိုကြည်နူးပါတယ်ပြောပါတယ်စာတင်ចောင်းတွေတိတ်ဆိတ်နေရင်ကျွန်တော်တို့ရင်ထဲမှာခံစားချက်မကောင်းပါဘူးအဲ့တော့ကိုစာတင်ចောင်းတွေကတန်နေကြရတာဝမ်းသာပါတယ်အဲ့တော့ချောင်းနှခွားဆိုတဲ့နေရာမှာချောင်းနှခွားနားမှာရှိတဲ့တံပရာရွာရီလင်းရွာကြောက်ခဲကုန်းရွာမင်္ဂလာကုန်းရွာစသည့်ရွာတွေမှာရှိတဲ့ခြေအခြေခံပြအထက်တန်းကျောင်းတစ်ကျောင်းနဲ့မူလန်းကျောင်းသုံးကျောင်းစုစုပေါင်းကျောင်းလေးကျောင်း အဲအကြောင်းလေးကြောင့်ပြန်ဖွင့်ပြီဖြစ်တယ်ပြီအကြောင်းသားအကြောင်းသူအကြောင်းသားပေါင်း150တမနေရအကြောင်းပြန်တက်ကြပြီလို့သိရပါတယ်အဲ6နှစ်ခွာနားမှာဆိုရင်မ6နှစ်ခွာမကြီးကလကော့ကမာတံပယာဒါလီရွှေလင်းကြောက်ခဲကုန်းမင်္ဂလာကုန်းအစရှိတဲ့ရွာတွေရှိပြီးတော့အဲ့မှာရှိတဲ့ရွာတဲသေးလေးတွေအဲအကြောင်းသေးသေးလေးတွေရောအကြောင်းကြီးကြီးတွေရောပေါ့နော်ထထန်းအကြောင်းအပါဝင်အကုန်လုံးအဲ့ဒါပြန်ဖွင့်တယ်လို့တည်ရတယ်တံပယာထထန်းအကြောင်းမှာဆိုလို့ရှိရင်အကြောင်းကြောင်းသား900ကျော်ကျောင်းအကြတယ်ဆရာဆရာမ38ဦးထက်မနည်း အဲချိတယ်ပြောက်လာပြီးကြောင်းစားချမ်းဆောင်နေပြီရွှေလင်းကြီးပါအမကကြောင်းမှာလဲကြောင်းကြောင်း50ကျော်ကြောက်ခဲကုန်းမှာလဲ50အာနော်အစသဖြင့်ပေါ့ဗျာကြောင်းကြောင်းသားတွေအများပြပေါ့ပြောရင်တော့အဲ့နောက်ပတ်လဲတော်ရမှာရှိတယ်စသကြောင်းအသေးလေးတွေကနေထထန်းကြောင်းအစ်တီအားလုံးပေါင်း850တမနစ်ကြောင်းပြန်တက်ကြပါပြီလို့အချမ်းပြန်သိရပါတယ်ဆိုတော့ဒါလေးကိုကြည့်ချင်းအဖြစ်ကျွန်တော်တီပြောပြောချင်တာကဒီမွန်ပြည်နယ်ပေါ့နော်မွန်ကရင်အစကချောင်းတော့ကွာမှာတချိန်တော့တိုက်ပွဲတွေဖြစ်ခဲ့တယ်လူတွေတေးကြတယ်ပီပီကြတယ်လေပီကြတယ်အလောင်းတွေပုံထအောင်တေးတယ် ဘလောက်ပဲတိုက်ပွဲဖြစ်ခဲ့ဖြစ်ခဲ့နောက်ဆုံးတပ်မတော်ကပြန်လဲထိန်းချုပ်နိုင်တဲ့အခါမှာစာတင်ကြောင်းတွေမှာစာတင်တဲ့အတန်လေးတွေပြန်ချလာပါပြီခေါလောင်းတန်တွေပြန်ချလာပါတယ်အကယ်၍အဲ့ဒီနေရာမှာစစ်ပွဲတွေဆက်ဖြစ်နေဦးမယ်ဆိုရင်ခေါလောင်းတန်တွေကြားမှာမဟုတ်သလိုခလေးငယ်တွေလည်းထွပိတင်းရှောင်ပြီးတော့ပညာရေးလည်းနေပါမယ်ခွပိတင်းရှောင်မယ်အစားရမယ်တောင်းမယ်ဘွားရောက်မယ်တေးကြကြေးကြမယ်ဘာဖြစ်မယ်ဆိုတော့မသိနိုင်ပါဘူးအခုတော့ဒါဘာပဲပြီးရောကျောင်းတော့ခွာမှာစာတင်ကြောင်းစာတင်တဲ့အတန်တွေကြားနေရပြီဆိုကြဲကကျောင်းတော့ခွာနာတဝိုက်တဝိုက်ကိုတော်တော်များတဝိုက်ကိုတပ်မတော်က ပိုင်ပိုင်နိုင်နိုင်ထိရောက်ထားနိုင်ခဲ့ပြီဆိုတော့ပြောချင်တာပါအဲ့တော့တချို့တွေကပြောမယ်ကရင်ပြည်နယ်မှာစစ်တပ်ကစစ်သားတွေဘလို့သေးကုန်ပြီ၄ကီကောမှဘလို့ကြတယ်ဟိုအာရှာလမ်းမှာဘလို့သေးတယ်တောင်ပြောင်း sorry ဒီဒီဒီပါလဲနေဆက်မှာစစ်သားတွေအပုံလိုက်သေးတယ်ကြိုက်တယ်လို့ပြောဟိုချောင်းနှောက်ခွာလုံးနေရာမျိုးပြန်ချောင်းတွေပြန်ဖွင့်နေပြီဆိုတာအဖြေထွက်သွားပါပြီနောက်မကြခင်မှာလဲအာရှာလမ်းကြီးပေါ့ဗျာဒီမြောက်ရီကောင်းရီအာရှာလမ်းကြီးလဲနောက်ပိုင်းမှာလမ်းပြန်ပွင့်ဖို့နီးဆက်နေပါပြီဘာဖြစ်လို့ဆိုတော့အဲ့လမ်းကြောင်းကြောင်းလုံးမှာရှိတယ်ပတ်ပတ်လဲမလမ်းရဲ့ဒါပေမဲ့ဘယ်နှမိုင်ပေါ့ဗျာ၅မိုင်ဆိုတော့၅မိုင်7ဆိုတော့အဲ့မိုင်အတွင်းမှာ ဘယ်တဘုံမှအနာကတ်လို့မရအောင်တက်ကဦးနောက်ပိုင်းကြကြနဲ့စနစ်တကျအထိုင်ချပြီးတော့ပြင်ဆင်နေတယ်ပြီးတော့အာရှလိုင်းကြီးကိုခုဟိုကျိုးသွားတဲ့ဒရားတွေကိုပြန်ပြင်နေတယ်လမ်းတွေပြင်းကြီးညီအောင်ပြန်ဖြောင်းနေတယ်စသဖြင့်ဗျာအဲ့ဒါတွေလုံနေတယ်လို့သိရတယ်ဆိုတော့မကြာခင်မှာတော့အာရှလိုင်းပြဖို့ကိုများတယ်နောက်၄ကီဂေါနာတဝိုက်တွေလည်းထိန်းနိုင်ပြီဖြစ်တဲ့အတွက်မြောက်တွေကိုလာပြီးချိန်ချောင်းနေတဲ့ကိစ္စတွေလည်းရော့သွားဖို့များတယ်တစ်ချိန်နဲ့မှာပဲဝေါ်လီတို့ဘာလို့ဆိုလဲ AAC ဖြစ်ပြီးတခြားသောတခြားသောဒီလက်နက်ကင်နေမြေဟိုလက်နက်ကင်တိတ်ပိုက်ထားသည့်ဆိုသောနေမြေတွေကလည်းအခုလောက်ဆိုရင်အတန်းတော်ချေချေလည်းမထွက်ရတော့ဘူး AAC ဝါတို့ဆိုရင်အခုဆိုရင် ဘယ်နာရောက်နေမှာတော့မသိဘူးငဆွဲဆိုတဲ့ကောင်လည်းဘယ်နာရောက်မှာမသိတော့ပြေးပြီလားမသိဘူးဒီလိုပဲဟိုကတာဘောဆိုလည်းအခုတော့ဘယ်နာရောက်ပြီလဲမသိဘူးအင်းတို့မျက်မှန်ကြီးကြပြီးကားကားနဲ့ဒီလိုမျိုးလမ်းလျှောက်နေတဲ့ကောင်အခုအခုအကောင်လည်းရှာမသိတော့ဘူးဘယ်ရောက်နေလဲမသိဘူးကြည့်ရတာတော့ဟိုနေသက်ထွက်ပြေးပြီလားတော့မသိဘူးမဲဆောက်ပြေးကြပြီလားတော့မသိဘူးပေါ့နော်ဒါအချိန်တစ်ခုရောက်လာတဲ့အခါမှာသူတို့ဖားနဲ့ငါကွဲသွားတော့ပါပဲဘယ်ကောင်ကဖားဘယ်ကောင်ကငါနော်ကွဲသွားတော့ပါအချိန်တန်တော့လည်းဘသူကဘာလဲဆိုတော့ဖြေထွက်လာတယ်အဲ့တော့ကျွန်တော်တို့ကအေဂျင့်သွားတဲ့နီတူ တချိန်တည်းမှာစာသင်ကျောင်းတွေအတန်းတွေကြားခဲ့ရပြီအကယ်၍တနိုင်ကလုံးအေးချမ်းခဲ့ပြီဆိုရင်တော့တနိုင်ကလုံးမှာရှိတဲ့စာသင်ကျောင်းတွေမှာကလေးတွေခမရတွေတာသမီတွေကျွန်တော်တို့တာသမီလေးတွေခမရတာသမီလေးတွေစာသင်နေတဲ့အတန်လေးစာအန်လေးအတန်လေးကြားမှာဖြစ်ပြီးတော့ခေါင်းလောင်းတန်လေးတွေလည်းကြားမှာဖြစ်ပါတယ်တနိုင်ကလုံးမအေးချမ်းရင်တော့ဘာဖြစ်မလဲကျွန်တော်တို့ခမရတို့တာသမီတွေရဲ့ဘဝတွေအတွက်စိတ်ပူစရာတွေနဲ့ကျွန်တော်နေရမှာဖြစ်ပါတယ်ဒါလေးကိုတော့ရှင်းရှင်းလင်းလင်းနားလည်ကြဖို့လိုလာပြီလို့ပဲတိုက်တွန်းချင်တယ်ဒါအကျုံကျိတ်လို့ပြောတာနောက်တစ်ခုကနောက်ထပ်စာသင်ကျောင်းကျောင်းနဲ့ပတ်သက်တာတစ်ခုတော့ grade 12ပေါ့ အဲဆိုရအနေနဲ့တော့ကျူတင်ပြင်ဆင်ရေးပုံပေါ်တယ်။နောက်မကြခင်မှာဖြစ်လာနိုင်ခြေလည်းရှိပါတယ်။အဲ့ဒါဘာလဲဆိုတော့ great 12ရဲ့တင်ယွညွန်တန်းတဲမှာဥပရိဘာသာရက်ကိုထည့်သွင်းပြီးတော့ပို့ချနိုင်မှုစပြီးတော့ကြိုးစားပြင်ဆင်နေပြီဆိုတဲ့အကြောင်းကိုဥရိယဝန်ကြီးဌာနကနေပြီးတော့တို့တို့ရဲ့ဒီအဲစီဝေးမှာထုတ်ပြောလိုက်ပါတယ်။ပြည်ထောင်စုဝန်ကြီးဒေါက်တာတီရာဦးကနေပြီးတော့ဒါထုတ်ပြောတဲ့စကားပါ။ဆိုတော့အဲ့ဒါစိတ်ဝင်စားဖို့ကောင်းတယ်။နော် great 12တင်ယွညွန်တန်းတဲမှာဥရိဘာသာရက်ကိုထည့်သွင်းပို့ချနိုင်မှုအတွက် TOD တင်တဲ့နေစတဲ့ဆောင်ရနေပြီဆိုတော့တဘောကတော့မကြခင်မှာပြောရရင်တော့ ဥပဒေပညာရဲ့ကိုဥပဒေပညာရဲ့ဘာသာရဲ့ကို grade တွေထဲမှာမြင်ရတော့မှာပေါ့ဗျာနော်ဆိုတော့2025ကနေ29ထိဆောင်ရွက်မဲ့တရရမြောက်မှာပြီးတော့စီမံကိန်းအဲ့ထက်မှာပြည်သူ့အတွက်တိဆောက်တိဆောက်လျက်ဥပဒေကိုယုံကြည်ချက်ဆိုတဲ့ဆောက်ဖို့ကိုချမှတ်ပြီးတော့အမှပန်းနိုင်ငံရဲ့နဲ့ဆောင်ရွက်နေတယ်တဲ့အဲ့တော့တရရမြောက်မှာပြီးတော့စီမံကိန်းထဲမှာ grade တွေထဲမှာဥပဒေဘာသာရဲ့ကိုထည့်သွင်းဖို့အတွက်ကိုလည်း TOD သင်တန်းတွေစနေပြီး e-library တိထောင်တာတွေစပြီးအဲ့ဒါပဲဦးစားပေးလုပ်နေပေါ့ဗျာအဲ့ဒါမျိုးတွေလုပ်ပြီးတော့သင်ယူချက်နဲ့မှာထည့်သွင်းဖို့ပြင်နေပြီးဆိုတော့ကောင်းပါတယ်ကျွန်တော်တို့ကလေးတွေကကလေးငယ်တယောက်ကနောက်ကလေးငယ်တယောက်ကိုဆဲဆိုရင် ဘာဥပဒေနဲ့ညှိတယ်တွန်းထွက်ရင်ဘာဥပဒေနဲ့ညှိတယ်ရိုက်နှက်ရင်ဘာဥပဒေနဲ့ညှိတယ်နောက်ဆုံးပြောရမယ်တော့အုပ်စုဖွဲ့အနိုင်ကျင့်ရင်ဘာဥပဒေနဲ့ညှိတယ်ဆိုတော့ကလေးတွေကတိတ်သွားရင်အဲ့ကလေးတွေကဥပဒေကြောင့်ဥပဒေကိုတည်တဲ့အတွက်ဥပဒေကနေပေးမဲ့ပြစ်ဒဏ်ကိုကြောက်တဲ့အတွက်တက်တော့ကြကိုစော်ကားမော်ကမလိုရဘူးဒါဘာဖြစ်လို့လဲဆိုတော့ပြီးခဲ့တဲ့ကာလတွေမှာကျွန်တော်တို့ကခင်ဗျားကြောင်းနေမှာခင်ဗျားတို့တွေ့ရလိမ့်မယ်ကလေးငယ်တယောက်ကိုကျွန်တော်ကလေးငယ်တွေအုပ်စုဖွဲ့ထိုးကြချင်းကြတာတွေတော့အဲ့လိုဇလံမျိုးတွေကဗီဒီယိုဖိုင်တွေဟိုဟာတပ်ပုံတွေမှတ်တမ်းတွေတရင်တွေမှာပွက်လို့ရအောင်မြင်ခဲ့ကြရတယ်အဲ့ဒါတွေအားလုံးကကလေးတွေကဥပဒေကိုမသိတဲ့အတွက် ဥပဒေကနေပေးတဲ့အဖြစ်ကိုသူမသိတဲ့အကြောက်တရားတွေဖြစ်ပြီးတော့အဲ့ဆိုမကြောက်တဲ့အတွက်သူကလှုပ်တာပေါ့နော်ကလေးတွေပဲဘာဖြစ်လဲပေါ့ကျွန်တော်တို့ကတော့ဒီလိုပဲတငယ်ချင်းတွေကလေးကလေးချင်းထိုးကြတာပါပဲဒါပေမဲ့အုပ်စုဖွဲ့ထိုးရတော့ဒီကျွန်တော်တို့အဲ့လောက်ထိမညံ့ဘူးပေါ့နော်မင်းနိုင်ငံကလည်းမကြိုက်ဘူးလားကြိုက်ထိုးတော့ထိုးမယ်လားဆိုပြီးတော့ပွဲမှာတော့ထိုးတာနောက်မနောက်မှာနှစ်ယောက်ကဟိုနမန်းလုံးနိုင်နေပဲ့ကြရွေးကြလို့ရှိရင်ဆရာမတွေမေးရင်တော့ကျွန်တော်တို့ကမဟုတ်ဘူးချော်လဲရတာဆရာမနဲ့ကျွန်တော်ရတာဒါပေမဲ့အညိုးတိပြီးတော့ပြီးအထိုးလို့ပြီးတော့ပြီးသွားပါ ့တိကိကလေးကြတော့မဟုတ်အုပ်စုဖွဲ့နိုင်ခြင်းကိုစဉ်းစားတာကိုရီးယားဆန်တာလားဘာဆန်တာလဲတော့မသိဘူးပေါ့ဗျာနော်ဘယ်လိုလဲတော့မသိဘူးကလေးတွေအဲ့လိုဖြစ်ကုန်ဒါကြီးကမကောင်းဘူးအဲ့တော့အဲ့ကလေးတွေရဲ့ရှင်ထဲမှာငါသူ့ကို ထိုးလိုက်ရင်ငါသူ့ကိုရိုက်လိုက်ရင်ဥပဒေရအပြစ်ပေးခံရမှာငါဘယ်လိုဖြစ်သွားနိုင်လဲဆိုတော့အတိတရားဝင်သွားဖို့ဥပဒေအကြောင်းသင်ပေးဖို့လိုတစ်ချိန်တည်းမှာပဲငါဒုတိယကိုဆဲလိုက်ရင်ဘာဖြစ်တယ်လဲဆိုတော့ဥပဒေရတိဖို့ကလေးတွေသင်ပေးဆိုတော့ဥပဒေကိုမသိရင်လူကဥပဒေကိုမကြောက်ဘူးဥပဒေမသိရင်ဥပဒေမကြောက်ဘူးဥပဒေသိရင်ဥပဒေကိုကြောက်တယ် အဲ့တော့မှအ ਨੇ ဆုံးတော့လူတရာမှာဟို90ထဲမနေရတော့ဥပဒေကြောက်ပြီးတော့ရန်ရန်ကကမလို့ရတော့မဆဲဆိုရတော့ခုကလူတွေကဥပဒေကိုမသိဘူးမကြောက်ဘူးအခု Facebook မှာတောင်တောင်ဆဲကြတယ်နာမည်တက်ပြီးဆဲတယ်နာမည်တက်ပြီးတော့ Facebook မှာဆဲတယ်နောက်တစ်ခုကဘာဖြစ်လို့ဆိုတော့ဟိုနာမည်တက်နာမည်မတက်အောင်တက်မယ်စောင်းမြောင်ရေးသားတယ်ပပဆက်တွေလုံးကြတယ်ဗျာအများကြီးပဲလုံးကြတယ်ဒါတွေကဥပဒေနဲ့ညှိစိုးနေတယ်ဆိုတော့တို့မသိကြဘူးသူကြောက်မှကျွန်တော်ကလူတယောက်ကိုပြောတယ်ဆိုကြတော့လူတယောက်ကိုကျွန်တော်ကဆဲလိုက်တယ် ဆဲလိုက်တယ်ပေါ့မီဒီယာအရကျွန်တော်ဝေဖန်လို့ရပြီမဲ့ဆဲလိုက်ရင်အဲ့ဒါအမှုမြောက်တယ်ကျွန်တော်တို့ဆိုတော့ဒါနမူနာပြောတာဆဲလိုက်ဥပမာဆိုကြတော့ကျွန်တော်တခုတော့ရှင်းကျွန်တော်လက်နောက်ရင်တဘုံဖွဲ့ရောဆဲပလိုက်တယ်ဘာလို့ဆဲပလိုက်လဲရှင်းရှင်းလေးပဲတို့တို့လာမှုဖွင့်လေရန်ကုန်တက်လာဖွင့်ကြလာဖွင့်ကြရတယ်ကျွန်တော်လက်ခံတယ်ပြောဆိုဆဲလိုက်လို့မှုဖွင့်တာဖွင့်ရတယ်ဒါပေမဲ့တဘုံကိုတော့ကျွန်တော်ပွင့်လိုက်ပြောရင်တော့ဘလို့မှရင်ချင်းလို့မရတဲ့အထိဒေါသထွက်လာလို့တီးထည့်ရတာဒါပဲဒါပေမဲ့တာမန်လူတယောက်ကိုဆဲဖို့ဆိုတော့ကျွန်တော်တို့ဘလို့မှမဖြစ်နိုင်ဘူးအဲ့လိုအဲ့ဒါကြောင့်ခုနနံပါတ်1ကလူတယောက်ကိုဆဲရတော့ဥပဒေနဲ့ညှိပါ လူကြောက်ကိုတပုတ်လုံးလေးပြောတာလေဥပဒေနဲ့ညှိပါတယ်လူကြောက်ကိုလူကြောက်ကိုတွန်းထိုးလိုက်တာလေဥပဒေနဲ့ညှိပါတယ်ချိန်ချောက်တာလေဥပဒေနဲ့ညှိပါတယ်တတ်ဖြတ်မဲ့ပြောတာလေဥပဒေညှိပါတယ်ပိုဆိုးတာတော့ဗျာဟိုဟိုတက်ငင်ပရင်းကျင်းတာတော့အဲ့ဥပဒေအကုန်ညှိဆုံးတာနေပြီအဲ့ဒါ grade 12မှာအဲ့ဒါသင်ပေးလိုက်ရင်နောင်လာမဲ့ကလေးတွေကဥပဒေကိုသိပြီးတော့ဥပဒေကိုကြောင်းပေးမဲ့အပြစ်ကိုကြောက်ပြီးတော့မဟုတ်တာတွေမလို့ရဲအောင်လို့ဥပဒေကိုထည့်သိမ်းမဲ့ကိစ္စကောင်းပါတယ်ပညာရေးကကျွန်တော်တို့ပညာရေးကလက်တွေ့အသုံးချနိုင်တဲ့ပညာရေးလက်တွေ့လူမှုဘဝမှာအသုံးဝင်တဲ့ပညာရေးဖြစ်တဲ့ဖြစ်လာအောင်တစ်စိမ့်ပြီးတစ်စိမ့်ပြောင်းလဲလာဖို့လိုတယ် တဆင်းချင်းဖြည့်ဖြည့်သွင်းလာဖို့လိုတယ်ပညာရေးစနစ်တစ်ခုလုံးကိုလောကချင်းပြစရာမလိုပါဘူးတဆင်းချင်းချင်းပြဖို့လိုတယ်တဆင်းချင်းအသွင်ပြောင်းပြဖို့လိုတယ်ပြီးတော့ကျွန်တော်တို့ကလေးငယ်တွေကိုမူလာတန်းလေးရစာပြီးတော့မူဂျိုကနေစာပြီးတော့၁၀တန်းအထိလောကနိတိဓမ္မပါဒအစရှိတဲ့ကျွန်တော်တို့ဗုဒ္ဓအဆုံးအမတွေနဲ့ဒီဗုဒ္ဓအဆုံးအမကိုပြောလို့ဗုဒ္ဓဘာသာဝင်တွေမဟုတ်တဲ့တခြားဘာသာဝင်တို့ခွဲအောင်မှာစိုးရင်โอเคธรรมปราลกนิติติชาတော့ဒီပညာရှိတွေရဲ့ဟိုစိုးရိုးအမိတ်နေလူတွေရဲ့လူမှုပေါ်မှာနေထိုင်ရတဲ့ကျင့်ထုံးကျင့်ထုံးနေနီးလန်းနေဒါတွေကိုလုံးတင် जा ထဲ့သွင်းတင် जा ပေးနေခလေးတွေကိုစိတ်ပိုင်းဆိုင်ရာအရာ ပြန်ပြီးတော့ကျွန်တော်တို့ကလေးတွေစိတ်ပိုင်းဆိုင်ရာကိုပြန်မြင့်တင်ပေးတဲ့ပုံစံမျိုးလုပ်မှရမယ်စိတ်နေအဆင့်တန်းမြင့်အောင်ကြိုးစားပေးရမယ်စိတ်ဓာတ်အဆင့်တန်းမြင့်မားမှကျွန်တော်တို့ကလေးငယ်တွေအနာကလှမယ်စိတ်ဓာတ်အဆင့်ပန်းအဆင့်တန်းနှိမ်ပိုင်းရင်ကျွန်တော်တို့တိုင်းကြီးကလေးငယ်တွေရုပ်ဆိုးတတ်တယ်အဲဒါကြောင့်ကျွန်တော်ကကလေးငယ်တွေစိတ်ဓာတ်အဆင့်တန်းမြင့်ပါအောင်ကျွန်တော်တို့ကပညာရေးကိုကောင်းကောင်းရိုက်ထည့်ပြီးတင်ဖို့လိုတယ်ကောင်းကောင်းရိုက်ထည့်ဖို့လိုတယ်အမိုက်ပြတ်တတ်အောင်ဟိုပေါင်းစည်းနိုင်ဝန်ဆောင်အောင်လုပ်ငန်းခွင်ထဲမှာအဆင့်ပြေအောင်တမယောက်ကိုကြောင်းမချတတ်အောင်စသဖြင့်ပေါ့ဗျာစိတ်ဓာတ်အဆင့်တန်းမြင့်မားလာအောင်လုပ်ရမယ် စိတ်တက်ကအောက်တက်သက်ကလေးကြီးစိတ်တက်မဖြစ်အောင်ကလေးငယ်တွေကိုပညာရေးကနေစပြီးတော့ပြောင်းရမယ်။ဒါကြောင့်ကျွန်တော်တို့အားလုံးကခင်ဗျားတို့အားလုံးကလေးငယ်တွေရဲ့စိတ်နေစိတ်ထားလေးတွေစိတ်တက်စိတ်နေမြင့်မားသူဖြစ်အောင်ပညာရေးကိုစပြီးပညာရေးကနေပဲစတော့မှရမယ်။အဲ့တော့ကလေးငယ်ပြီးစီပေါ်စာစာတော့ရတဲ့တဖြည်းဖြည်းပြောင်းသွားတော့အခုဥပဒေပညာသင်မယ်သိကောင်းပါတယ်ကျွန်တော်တော့ထောက်ခံပါတယ်။ကောင်းလည်းကောင်းပါတယ်။ဝမ်းလည်းဝမ်းသာပါတယ်။ဒါပေမဲ့ဘွဲမဟုတ်ပဲဥပဒေရဲ့အကြောင်းတွေကိုသင်ပြီးသွားမျိုးကောင်းပါတယ်ဘွဲကဘွဲတက်တက်တလိုင်းသွားမှာပေါ့နော်အခုကဥပဒေနဲ့ပတ်သက်တဲ့ တိတိတိထိုက်တဲ့အခြေခံလူမှုကျင့်ဝတ်နဲ့ဆိုင်တဲ့ဥပဒေတွေကိုထည့်သွင်းပြောကြားတင်ကြပေးရမျိုးလုပ်တာမျိုးကောင်းတယ်လို့ကျွန်တော်တို့တိုက်တွန်းပါတယ်ဒါတဲ့ပုံပြီးတော့အစီအစဉ်တွေလုံးလိမ့်မယ်လို့ယူဆတယ်ဘလို့လုံးမလို့ကျွန်တော်မသိဘူးသို့တော့ကလေးတွေရဲ့ရင်ထဲမှာဥဥပဒေနဲ့ရှင်သန်ကြီးပြင်းလာဖို့ဥပဒေအသည့်နော်တရားသောအသည့်တရားသောဓမ္မတွေနဲ့ကြီးပြင်းလာဖို့ဒါတွေကရည်ကြီးပါတယ်လို့ကျွန်တော်ပြောချင်တယ်နော်ဒါကတော့ဥပဒေကိစ္စပြောတာအဲ့တော့ဥပဒေကိစ္စပြောပြီးတဲ့နောက်မှာနောက်ဆုံးဥပဒေကိစ္စဆက်ပြောတယ်ဖြစ်လာတယ်အဲ့ဒါဘာလဲဆိုတော့ခုနကပြောလို့ဥပဒေနဲ့ညှိရင်ဘာဖြစ်လဲဆိုအခုသမီးဆိုးဆိုတဲ့တက်ကိုကိုဆိုတဲ့အမျိုးသမီးပေါ့ ဒါတော့လည်းအဲ့ဒီမျိုးသမီးအကြောင်းတီးပြီးသားဖြစ်လိမ့်မယ်အဲ့ဒီမျိုးသမီးသူ Facebook ကနေ live ထွက်ပြီးတော့အယုဒ္ဓနတ္တတွေပြောခဲ့ကြတယ်ဟာတွေလည်းခင်ဗျားတို့အကြင်ကြီးကြားခဲ့ပြီးလိမ့်မယ်တချို့အဲ့ဒီအယုဒ္ဓနတ္တကိုကြိုက်တဲ့သူတွေကြတော့လေအဲ့ဒါကိုသွားနားထောင်အောင်ပြီးတော့အမလီမှန်လိုက်တာဘာဖြစ်တာအမျိုးစုံသွားပြောကြတဲ့လူတွေရှိတယ်ဒါပေမဲ့အဲ့ဒီလူသူတို့ comment လေးတွေပြောနေကြတဲ့ဟာအဲ့ဒီလူတွေရဲ့စိတ်ဓာတ်အယုဒ္ဓနတ္တတွေကိုကြိုက်တယ်ဆိုတဲ့စိတ်ဓာတ်ပေါ်လွင်နေတယ် ဟိုပပတ်ဆက်တွေသူများကိုပြောဆိုရဲစရက်တွေပြောနေတာဗျာခင်ဗျာလူတယောက်ချင်းစီမကြမှာဒီကပြီးတော့မှရှိနေတဲ့မင်းသမီးတွေတရုတ်ဆောင်တွေနာမည်ကျော်တွေစစ်သားတွေစပိုအတဲဝမကြအောင်သူပပတ်ဆက်တွေပြောနေကျွန်တော်ကြည့်ပြီးစိတ်ဆင်းရဲတာဒီမျိုးသမီးကွာယုံဖို့ကောင်းလိုက်တာသူတို့ယုံဒီဘာလို့ရှောက်ပြောနေလဲစိတ်ပြတ်ဖို့ကောင်းနေတာကျွန်တော်ကြည့်စိတ်မကောင်းစိတ်ထဲမှာဗျာကိုသူတို့ပြောနေကြည့်ပြီးစိတ်ထဲဘလို့မှဆင်မပြေဘူးနားထောင်ပဲမြောက်နားလည်းမထောင်ပါဘူးတခါတလေ news feed မှာတက်လာလို့တလုံးနှလုံးကြမ်းနေပြောတာမြင်ကြော်ပလိုက်ဘာလို့ဆိုကျွန်တော်စိတ်ပြတ်လွန်းလို့ အဲ့လိုနေတဲ့အမျိုးသမီးပါအဲ့ဒီမျိုးသမီးအခုတော့အဲ့ဒီမျိုးသမီးကိုဒီနေ့လေးသိမ်းမှာဖမ်းလိုက်တယ်ဆိုတဲ့တဲ့ကျွန်တော်ကြားပါတယ်ကြားတော့ကျွန်တော်တော့ဟာဘာဖြစ်တာလဲပေါ့ဆိုတော့သိချင်လို့စုံစမ်းရတာပေါ့ဒီဆုံးနံပါတ်1ကကျွန်တော်တို့သတင်းဦးဖျားဖြစ်နေဖမ်းလိုက်ပြီဆိုတော့ကျွန်တော်တို့ website မှာတင်လိုက်တယ်ပြီးရင်တော့ဘာကြောင့်ဖမ်းလဲဘလို့ဖမ်းလဲဆိုတော့တော့ကြာထင်အောင်ဒီမှာဖြစ်မှာဆိုတော့အသေးသေးကိုကျွန်တော်စုံစမ်းပြီးတော့နောက်ပထမတင်တဲ့သတင်းကိုဖြုတ်ပြီးတော့နောက်ထပ်ပိုကောင်းတဲ့သတင်းကိုအစ်စ်ကိုပြန်တင်ပေးလိုက်တယ်ဘာလို့လဲဆိုတော့ပထမတင်တဲ့သတင်းက ဘာမှမသိတဲ့အတွက်ထဲအောင်ထမဖြစ်ပြီးတော့လူတွေကဟိုပြောဒီပြောသူလို့သူလို့ရှောက်ပြောကြမှာကျွန်တော်စိုးရဲဒါကြောင့်မလို့တေချာခိုင်မအောင်စုံစမ်းပြီးတဲ့နောက်တေချာခိုင်မသတင်းပြန်တင်လိုက်တယ်တကယ်ကတော့သူ့ကိုဖမ်းရင်အကြောင်းရင်းပေါ်ပေါက်လာတယ်အချားမဟုတ်ဘူးเนาะအချားမဟုတ်ဘူးအဲ့ဒါဘာလဲဆိုတော့သူ့ကိုသူ့ကိုဘယ်သူကတိုင်တိုင်ထားလဲဆိုတော့အမှုဖွင့်ထားတယ်ပေါ့66ကကြီးနဲ့အမှုဖွင့်ထားတယ်ဆက်တွေ့ဥပဒေပေါ်မှာ66ကကြီးအမှုဖွင့်ထားတယ်လို့ရှိလို့ဘယ်သူကဖွင့်တာလဲဆိုတော့ဒီအေတင်ကိုဆိုတဲ့အမျိုးသမီးကဖွင့်တာเนาะအေတင်ကိုဆိုတဲ့အမျိုးသမီးကဖွင့်တာအေတင်ကိုဆိုတဲ့အမျိုးသမီးကသူ့အမှုဖွင့်ခဲ့တဲ့အကြောင်းသူ့ Facebook မှာတင်ထားတယ်ဘာတင်ထားလဲဆိုတော့ ကျမအနေနဲ့ကျမအပါဝင်ကျမပတ်ဝန်းကျင်ကျမမိသားစုအားလုံးကိုထိခိုက်ဒဏ်ရာမှုတွေရွေးချမ်းစီပြောဆိုခဲ့တော့သူအားကျမအသက်ဆွမ်းသလောက်ဥပဒေနဲ့အညီတရားဝင်လုပ်သင့်လို့ရတယ်လုပ်ပြီးသားမလို့တစ်ဖက်တစ်ဖက်သူဖမ်းဆီးရမည်အတွက်နဲ့တော့သက်ဆိုင်ရာဌာနကလုပ်ပါလိမ့်မယ်ကျမဒီသက်ဆိုင်ဌာနကိုပြစ်ချင်တာကိုအဲကိုပြစ်ချင်တာကိုခိုင်းပိုင်ခွင့်အခွင့်အရေးကျမမရှိနေပါဘူးရှင်နဲ့ကိစ္စရတဲ့ညီမနိုင်ငံတည်ဆဲဥပဒေနဲ့အညီသာတရားဝင်ဆောင်ရွက်တာဖြစ်ပါတယ်ဆိုပြီးတော့အေတင်ကသူ့ရဲ့ Facebook ကနေစရေးတယ်တော့ဒါကိုကြည့်ချင်းဖြစ်အေတင်ကသူအမှုဖွင့်ခဲ့တယ်ဆိုတော့ရေးထားတယ်သူရင်းဖွင့်ခဲ့တယ်ဆိုတော့အကြောင်းဥပဒေဖွင့်ခဲ့တယ်ဆိုတော့အကြောင်းကိုလည်းအေတင်ကသူ့ရဲ့ Facebook ကနေတရားဝင်ရေးပါတယ်နော်ရေးပါတယ်သူကိုယ်တိုင်အမှုဖွင့်ထားတယ်ဆိုတော့ကြောင်းရေးပါတယ်ဆိုတော့ဒါကိုကြည့်ချင်းပြင်အေတင်ကိုကဒီတမိဆိုဆိုတဲ့တက်ကူကူအမှုဖွင့်လဲဆိုတော့ဒီပဲတက်ရောက်တယ်ဆိုတော့ဖွင့်လိုက်တဲ့အတွက်ပြင်းဦးလွင်မြို့နယ်မှာဖွင့်လိုက်တဲ့အတွက်ပြင်းဦးလွင်မြို့နယ်မှာဖွင့်လိုက်တဲ့အတွက်ပြင်းဦးလွင်မြို့မှာအဲအော်တိုဘာ6ရက်ကတဲ့ပြင်းဦးလွင်မြို့မှာရဲစခန်းမှာပ215မြေဆောင်2025ဆက်သွယ်ဥပဒေပေါ်မှာ66ကာကြီးနဲ့အမှုဖွင့်ပါတယ်ဆိုပြီးတော့ပြောထားတယ်ဆိုတော့ဒီအမှုဖွင့်ချက်ကြောင့်အော်တိုဘာ7ရက်နေ့ဒီနေ့မှာတော့ဒီတက်ကူကူဆိုတဲ့တမိဆိုဆိုတဲ့အမျိုးသမီးရန်ကုန်လေစခန်းကနေပြန်ထွက်ဖို့ ူ့ရဲ့အမေရိကကိုပြန်ဖို့တော့ပြန်ထွက်ဖို့ကြိုးစားတဲ့အချိန်မှာလေစိတ် immigration ဖြတ်တဲ့အချိန်မှာ immigration ဖြတ်တဲ့ဒီမျိုးသူကိုကြည့်လိုက်တဲ့အခါသူ့ရဲ့ passport ကိုတည်သူရတဲ့အချိန်သူ့ဟာကြည့်တော့ဒီမျိုးသမီးတက်ကိုကိုကသိတဲ့အခါကျတော့အဲ့မှာသတင်းချက်လက်ကကွနရောက်ပြီတနင်္ဂနွေသတင်းကွန်ရက်ရှိတော့ရောက်ပြီရောက်တဲ့အခါကျတော့ဒီမျိုးသမီးကိုပြုံးလင်းမှာဖုတ်ပါထားတာပေါ်ပေါက်လာတဲ့အခါကျတော့အဲ့မှာတက်ဆိုင်လေစိတ်မှာရှိတဲ့တာဝန်ရှိတဲ့လုံခြုံရေးတပ်ဖွဲ့ကနေကသူရှိတဲ့တာမီနယ်မှာသူရှိတဲ့အဲသူလေရင်စီးမဲ့တာမီနယ်ပေါ်စောင့်နေဂိတ်မှာတွားပြီးတော့ဖမ်းတယ် ဖမ်းခေါ်ပြီးတော့သူ့ကိုစစ်ဆေးတယ်မင်္ဂလာရဲစခန်းမှာဥပွင့်စစ်ဆေးတယ်လုပ်တယ်အဲ့တော့တက်ကိုကိုဆိုတဲ့သမီးဆိုးဆိုတဲ့အဲ့ဒီအမျိုးသမီးကအသက်45နှစ်ရှိပြီလို့ပြောတယ်အမေရိကန်နိုင်ငံသူမြန်မာပြည်ဖွားအမေရိကန်နိုင်ငံသူဖြစ်တယ်ပေါ့ဗျာဆိုတော့သူ့အခုမှုဖွင့်ပြီးတော့ပြီးရင်တော့ပြုံးလင်ရဲစခန်းကိုလွှဲပေးဖို့အတွက်ဒါပြုံးလင်ရဲစခန်းဆက်သွယ်ပြီးတော့လာခေါ်ခိုင်းတယ်ဒီနေ့ဆိုတော့ပြုံးလင်ရဲစခန်းကဒါနောက်ရက်ဒီကြိုင်တော့လွှဲပါလိမ့်မယ်အဲ့တော့ပြုံးလင်ရဲစခန်းမှာသူဒါဆက်ပြီးအမှုရင်ဆိုင်ရလိမ့်မယ်ပေါ့နော်ဆိုတော့60ယောက်ကအမခံရတာရှိတယ်မရတာရှိတယ်ကြည့်ရတော့အမခံရမယ့်ပုံတော့မပေါ်ဘူးဘာဖြစ်လို့ဆိုတော့ဟိုအင်းတင်ကိုဆိုတဲ့အမျိုးသမီးဘက်ကနေလေဘယ်တော့တော့သူ့ကို ဟိုဘာဖြစ်ထားလဲတော့မသိဘူးဗလားသူလည်းဟိုမှာအပြောခံထားလဲတော့ကျွန်တော်မသိဘူးဒါလည်းဖြစ်နိုင်ပါတယ်ဒေါ်ဒေါ်အေတင်ကိုဆိုတဲ့အဲ့ဒီမျိုးသမီးကိုလည်းသူတော်တော်လေးသမီးဆိုးလိုပါတော့ပြောထားတာပုံရပါတယ်အဲ့တော့တစ်ချိန်တည်းမှာသူကဘာဖြစ်ခဲ့ဘူးလို့ဆိုတော့သူတို့နှစ်ယောက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြန်ရှာကြည့်တဲ့အခါမှတ်တမ်းချုပ်သွားတွေ့တယ်ဘာလို့ဆိုတော့သူတို့နှစ်ယောက်ရံဖြစ်ကြမဲ့သေသေးလေးဖြစ်တယ်ဖေးဆုံးမှာအပြန်လာသူရင်းကိုရင်းစော်ကြလော်ကြမပြောမဲ့ဒီဖြစ်ကြရင်းနဲ့ဘာလဲနေရွှေပဲဆိုလာပါလားရွှေပဲမှာစုံမယ်ပါညာဆိုတော့အေတင်ကိုကရွှေပဲကိုသွားတယ်ထင်တယ်ကျွန်တော်ကျွန်တော်အဲ့တစ်ခုမှတွေ့လိုက်တယ်သူကအဲ့မှာ ရွှေပဲဆိုင်ရအောင်ကျင်ညာရယ်ဆိုလာပါလားအဲ့ Facebook မှာဟာတာတွေတက်လာတာပေါ့နော်အဲဆိုင်ပိတ်လိုက်ရပါပြီဘာညာဆိုဟာဘာတွေလဲဘာတွေလဲပေါ့နော်ဆိုတော့အေတင်ကုန်းနဲ့ဒီသမီးဆိုးနဲ့ညိနေတဲ့ဇလန်းကိုတော့ကျွန်တော်အဲ့ဒီတော့မြင်လိုက်တယ်သူတို့ကတော့ညိပြန်ပြီညိပြန်ပြီပေါ့ဆိုမြင်နေတာဆိုအေတင်ကုန်းဆိုတဲ့မျိုးသမီးကတော့ရှင်းရှင်းလေးပဲသမီးဆိုးရှိတဲ့နေရာကိုရောက်အောင်သွားရှင်းတဲ့သဘောတော့တွေ့ရတယ်တချို့ဗီဒီယိုဖိုင်တွေပါတက်တော်တွေပါတက်လာကြည့်တယ်သွားရှင်းတဲ့သဘောတွေ့ရတယ်ဆိုတော့ဒါကိုကြည့်ချင်းအပြင်တော့အေတင်ကုန်းလည်းခေသူမဟုတ်ပေါ့နော် သွားရှင်းတာတဲ့ရီသွားရှင်းတာပေါ့တော့ဆိုတော့သွားရှင်းတော့သမီးတို့ကတော့ပတ်ပြေးနေတဲ့သဘောရှိတယ်အဲ့အဲ့မှာလည်းကျွန်တော်ကြည့်နေပတ်ပြေးနေတဲ့သဘောရှိအဲ့ဒါနဲ့အဲ့လိုလုံနေလို့နဲ့ခုတော့ဒီနေ့ဒုံးဆုံးမှုဖန်လိုက်ဖန်လိုက်ပြီဆိုကြရဲအော်ဒီလိုဖြစ်သွားပါလားပေါ့နော်ဆိုတော့ဟိုပြောရရင်သမီးစိုးကိုဖန်ဆီးတာဒီအေးသင်ကိုရဲ့အမှုဖွင့်မှုကြောင့်ဖန်ဆီးတာဖြစ်ပြီးတော့နောက်ထပ်သူ့ကိုထပ်ပြီးထပ်တိုးမှုတွေဖွင့်ရင်တော့ဒါသူ့ရဲ့ရှေ့မှာလုပ်ခဲ့တဲ့သူ့ကိုမချင်တဲ့သူတွေဝိုင်းထပ်ဖွင့်လိုက်ပေါ့ပေါ်လာနေပါဆိုတော့သမီးစိုးရမ်းခဲ့တာလည်းနေမမနေတာသူပတ်ရမ်းခဲ့တာနေမမနေတာလွတ်မလွတ်တာမြန်မာပြည်မှာရှိတဲ့တချို့ကလည်း ိုတချို့တယောက်ဆောင်မင်းသမီးတော့မလွတ်ဘူးသူသူရမ်းတာအဲ့တော့အခုမင်းသမီးအဲ့မင်းသမီးတွေတယောက်ဆောင်တွေကသာထပြီးအမှုဖွင့်ရတာထပ်ပြီးတော့အမှုတွေကခမရဟိုအမှုတွေကအေးတင်ကို sorry အေးတင်ကိုဖွင့်တာတမှုရယ်ဟိုကျန်တဲ့လူတွေကလာဝိုင်းဖွင့်ချလိုက်ရင်အဲ့မှာသမီးဆိုကသူ့အသက်ထက်ပို့ပြီးတော့အမှုတွေကများသွားနိုင်ချေရှိသေးတယ်ဆိုတော့ဘယ်တော့တော့သူ online ပေါ်တွေရန်ကားခဲ့တယ်သူများကိုပပစစစပြောခဲ့တဲ့လဲပေါ့နော်ဆိုတော့အဲ့ဒါမျိုးပေါ့အဲ့ဒါရေးကြည့်ဒါကြောင့်ခင်ဗျားတို့ Facebook တုံးတယ် TikTok တုံးတယ် Social Media Platform တုံးတယ်ကြိုက်တာတုံးပါဒါမဲ့ကျွန်တော်ခဏခဏပြောပါတယ် Social Media ပေါ်မှာ Facebook ပေါ်မှာ TikTok ပေါ်မှာ လူတွေကဆဲကြလို့ရှိရင်ဆဲလိုက်ရတယ်အဲ့ social media မှာဆဲတာ TikTok မှာဆဲတာတခုမှဆဲတာအမှုကြီးတယ်ပိုကြီးတယ်ခမရခမရရက်ွက်ထမှာကိုယ်အိမ်ခန်းထဲမှာလူတွေကမကြင်လို့ကိုယ်အိမ်ခန်းထဲအခန်းထဲကိုတကားပိတ်ပြီးတော့အဲ့ကောင်ဆဲပလိုက်ဘယ်သူမှမကြောက်ဘူးပြီးသွားဒါပေမဲ့ခမရရက်ွက်ထိတ်ထွက်ဆဲရင်တော့ပြဿနာဆရှိပြီအဲ့မှာတခါ social media ကိုတက်ဆဲရင်တော့ရှင်းလို့မရတော့ဘူး social media ကိုတက်ရန်ခိုင်းရင်ရှင်းလို့မရဘူးအဲ့ဒါကြောင့်ခမရတို့ကိုယ်လက်ထဲမှာရှိတဲ့ဖုန်းတွေအသိချောက်စရာကောင်းတယ်လို့ကျွန်တော်အချိန်ချင်းပြောတယ်ရမ်းမလုပ်ပါနဲ့ရမ်းရမ်းမလုပ်ကြနဲ့ပြောချင်တာအခုသမီးဆိုးသည်အဲ့ဒါနဲ့တည့်တူပါတယ် တမီးဆိုပြောရအောင်ဆိုတော်တော်ဆိုးရရှိတယ်ခင်ဗျာရုပ်တန်တိုင်းတော်ပြောတာဟိုကျွန်တော်ကြားပါတယ်တက်ကရရှိတက်ကတက်မတော်သားတွေကိုလည်းစော်ကားတာလည်း yes စော်ကားတာရှိပါတယ်ဆိုတော့ဟိုနိုင်ငံအကြီးအကဲတွေလို့သူစော်ကားတာရှိတယ်ဒါနိုင်ငံအကြီးအကဲတွေကတော့ခွန့်လို့ဟိုနားလေသူနိုင်ငံအကြီးအကဲတွေတိခေါင်းကသူထဲ့တယ်မဟုတ်ဟိုဘာလဲလမ်းမခွေးဟောင်းတို့မျိုးလွှတ်ထားတဲ့သဘောတော့ရှိတယ်တိုးတော့သူစော်ကားမော်ကပြောတာတွေကမကြောက်မနာတာတွေများပါတယ်အဲ့တော့ဘာပြောဒီဒေါ်အေးသင်ကိုကောက်အမှုဖွင့်လိုက်မှပဲပွဲရပြီးသွားတော့ဇာတ်ကသိမ့်သွားအဲ့ဒါအေးရောအဲ့တော့အခုအမေရိကန်ကသူပြန်လို့ မရနိုင်တော့ဘူးပေါ့နော်အခုတချို့ကပြောလိမ့်မယ်အာအေးသင်ကအမေရိကန်နိုင်ငံသူပဲဘာကြောင့်သူလို့ရပါတယ်အမေရိကန်နိုင်ငံသူဘကလို့အင်္ဂါဂျိုးကသူပဲဖြစ်ဖြစ်နော်မြန်မာနိုင်ငံတည်ဆဲဥပဒေကမြန်မာနိုင်ငံမှာလာရင်မြန်မာနိုင်ငံအမှုဝင်ခံမယ်မြန်မာအစိုးရကဖြေလျှော့မှုမပေးသေးရင်သူထောင်ထဲမှာနေရမယ်ဒါပဲရှင်းနေရပဲမြန်မာဆိုဖြေလျှော့ပေးခြင်းသာလွတ်လွတ်မယ်ဆိုတော့တမိဆိုးဆိုတဲ့အေးသင်ကိုဆိုအမျိုးသမီးကိုဖြေလျှော့ပေးမှလာလို့မင်းခင်ဗျာအမေရိကန်မြန်မာနိုင်ငံတာဝန်ဆက်ဆံရေးမှာဖြေလျှော့ပေးရမယ်လူအဆင့်ဆိုရင်တော့ပြောမရဘူးအဲ့လိုမဟုတ်ဘူးဆိုတော့လို့လေဘာဖြစ်မလဲတော့မသိဘူးစောင့်လို့ကြည့်ရမယ်သို့တော့ဒီ မီးစိုးရဲ့ဒီလိုပိုက်ရန်ရန်ကားမှုကြီးချင်းအပြင်ခင်ဗျားတို့ဆိုရှယ်မီဒီယာသုံးတဲ့သူတွေအကုန်လုံးအဲဒါအောင်နမူနာယူပါရန်တံမလို့ကြပါနဲ့တစုံတစ်ယောက်ကအမှုပွင့်ထလိုက်ရင်အကုန်ရှုပ်ကုန်မယ်ဇာတ်လမ်းရှိပါတယ်ဒါကြောင့်သတိထားကြဖို့တော့ကျွန်တော်တို့ပြောချင်ပါတယ်အဲ့တော့ဟိုဒီသမီးစိုးဖြစ်စဉ်ဒီခင်ဗျားတို့ online မှာပေါက်ခဲ့ရေးနေတဲ့ဟာမျိုးဥမာပြည်ပြမီဒီယာတွေနဲ့တချို့ဟာတွေကတော့နိုင်ငံတော်အကြီးအကျယ်ပြည့်စုံအောင်ကြံဖန်လှက်ပတ်ရေးကြတာပဲသူတို့ကဘလိုလာလာဘလိုလာရေးမှာဘလိုလာလာခင်ဗျားနောက်ဆုံးဒီဒီဒီဆက်အစိုးရကိုစော်ကားတဲ့ပုံစံမျိုးပဲရေးမှာပြည်ပြဥစုကတော့ကျွန်တော်တို့သိတာ ြည်ပြုပ်အုပ်စုကတိလေအမှန်တိုင်းတိလေအမှန်တိုင်းမပြောဘူးဘာဖြစ်လဲသူတို့ကတည်ဆဲအစိုးရတိခါကြာရေးပဲသူစဉ်းစားမှာကျွန်တော်တို့ရှင်းတယ်ဥပဒေကဒေါ်အေဒင်ကိုအမှုဖွင့်လို့ဖြစ်တာမို့လို့ဒေါ်အေဒင်ကိုအမှုဖွင့်လိုက်တယ်ဒါပဲရှင်းနေပြီဒါနဲ့ရှင်းတာဘာမှမရှိဘူးဆိုတော့ကျွန်တော်ရှင်းရှင်းလေးလေးပဲပြောပါမယ်အဲ့တော့ကျွန်တော်တို့ကကြိုက်တာသတင်းသွားနာတော့ဒါပေမဲ့ကျွန်တော်တို့ကြိုက်တာလို့တိုးတော့အေးလွန်လာကြုံသွားရင်တော့ကိုယ်တိုင်နဲ့ကိုယ်ကံလို့ပြောချင်တာเนาะအခုကလာသတိနဲ့ထားနေကြပါ Facebook သုံးတာ social media သုံးတာတခုနဲ့သတိထားပါ တစ်တော့သုံးတာလည်းသတိကြီးကြီးထားကြပါ။ဘာလို့ဆိုတစ်တော့ဟာခင်ဗျားတို့နေညာရင်ထောင်းထဲရောက်စီနိုင်ပါတယ်။အဲ့ဒါလေးမမေ့ကြဘူး။ဒါလေးသတိပေးရင်းနဲ့ဒီနေ့တော့တော့ရပ်ပြာစီအားလုံးပဲကိုင်းတဲ့သားရှိပါ။တိုင်းပြည်ပေါ်စေနာမထားပါသစ္စာရှိပါ။ကိုယ့်နိုင်ငံသားချင်းချင်းအပြန်လန်တက်ပြန့်နေကြတာကိုလက်ကုလောဝတီပီပျော်နေတဲ့လူမိုက်လူရန်ကလူသားအချမ်းပတ်အားပေးသမားခင်ဗျားဖြစ်နေသလားဆိုတော့ပြန်လည်မေးဖို့ထုတ်ပါလို့ပြောရင်းနဲ့ကိုင်းလိုက်ပါ။